မင်္ဂလာပါ CNI သတင်းဌာနရဲ့2025ခုနှစ်မေလ30ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတိုင်းဒေသနဲ့ကိုင်တွေကိုဘလို့နိုင်ငံရေးအစင်တန်းမျိုးကိုပေးတင်တယ်လဲဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးအခက်အခဲတွေကြားတုံ့တက်ဆွေးနွေးလျက်ရှိနေတယ်ဆိုတဲ့သတင်းဘင်္ဂလားဒေ့ရှ်အစိုးရဟာမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တန်အမတ်ကိုချက်ချင်းပြန်လာဖို့အမိန့်ထုတ်ပြန်ခဲ့တဲ့ဆွေသတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အာကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့တိုင်းဒါလက်နက်ကင်တွေကိုဘလို့နိုင်ငံရေးအစင်တန်မျိုးကိုပေးတင်တယ်လဲဆိုတဲ့အပေါ်စီရင်တဲ့နိုင်ငံရေးအခက်ခဲတွေကြားသုံးသက်ဆွေးနွေးလျက်ရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအတွင်းရှိတိုင်းဒါလက်နက်ကင်တွေကိုဘလို့နိုင်ငံရေးအစင်တန်မျိုးကိုပေးတင်လဲဆိုတဲ့အပေါ်စီရင်တဲ့နိုင်ငံရေးအခက်ခဲတွေကြားသုံးသက်ဆွေးနွေးလျက်ရှိပါတယ်။နှစ်90ကျော်ကြာမြန်မာနိုင်ငံရေးမှာခေတ်ဆက်ဆက်အာဏာပိုင်တွေကလဝက်ကြီးအုပ်လာကြတာဖြစ်ပြီး ပင်လုံစာချုပ်ကိုဖောက်ပြက်ခဲ့တာဟာလည်းမှန်ကန်တယ်လို့မြန်မာနိုင်ငံရေးလေလံသုံးသပ်သူထောက်တာအောင်မျိုးကစီအန်အတင်းဌာနကိုပြောပါရယ်။ဒါကြောင့်တိုင်းရင်းသားတွေကိုလက်ရှိအနေအထားထက်နိုင်ငံရေးအဆင့်တန်းကိုတွန်းမြင့်ပေးရမှာဖြစ်ကြောင်းသူတို့ရဲ့ဘာသာစာပေယဉ်ကျေးမှုတွေကိုလည်းလွတ်လပ်ခွင့်ပေးတင်ကြောင်းသူကပြောပါရယ်။ဒါကြောင့်တိုင်းရင်းသားတွေကမကျေနပ်တော့ပါ။ဒါကြောင့်ကျွန်တော်တို့ကလုံးဝကူပါလို့ဟုတ်စပုံစံမျိုးတော့ပြီးလို့မရဘူး။ဒါပေမဲ့ကျွန်တော်တို့ဖြစ်ဖြစ်ဖြစ်တဲ့အနေအထားတွေလက်ရှိ ုံစံနေထားရတော့ကျွန်တော်တို့မြင်ပြရတယ်။သူတို့ရဲ့ဘာသာစာပေတွေကိုလွတ်လပ်ခွင့်ပေးရမယ်။ပြုကျင့်သုံးနေတဲ့ဒီပေါ့နော် cultural independence နော်။ဒီကျမှုဆိုင်ရာလွတ်လပ်ခွင့်ရတော့ကျွန်တော်တို့ကပြဖို့တင်တယ်လို့ကျွန်တော်ပြောချင်တယ်။အဲ true true မှာဟုတ်ဘာလို့စစ်ပြထောင်ပြီးတော့ကျွန်တော်ဒါမျိုးလွတ်လပ်မရဘူး။နောက်တစ်ခုကတော့ဟိုကျွန်တော်တို့ဟိုပြည်နယ်ထဲမှာရှိတဲ့ကိစ္စတွေဟာဖြစ်ပြပြဿနာတွေဟာဒါပြည်ထောင်စုကိုမထိခိုက်ဘူးဆိုရင်ပြည်နယ်ထဲမှာပဲကျွန်တော်က ထုတ်ပြတ်ခွင့်ကျွန်တော်တို့ကပေးရမယ်။နောက်ပြီးတော့ပြည်내အုပ်ချုပ်ရေးမှူးတွေပေါ့နော်။အဲ့တော့ပြည်내ဝန်ကြီးချုပ်ပေါ့ဗျာ။သို့တော့ပြည်내ဝန်ကြီးဆိုတဲ့စကားကတော့နည်းနည်းလေးကျွန်တော်တို့မကြိုက်ဘူး။ကျွန်တော်တို့ဟိုဒီလိုပေါ့ဗျာ။ဒီနေ့ချုပ်တော်တဲ့ရောက်လာခဲ့လို့ရှိရင်ကျွန်တော်တို့အဲ့ဒါပြင်မှာပေါ့နော်။ပြည်내အုပ်ချုပ်ရေးမှူးပေါ့နော်။ဒီပြည်내အုပ်ချုပ်ရေးမှူးတွေမှာရာဇဝတ်ပြမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်လူငယ်ချမ်းသာကွင်းတွေပေးရလို့ကြည့်နော်။နောက်ပြီးတော့အထွေထွေအုပ်ချုပ်ရေးမှာဒီရေးမှာ သူကသူဆုံးဖြတ်နေတယ်သူတို့စတက်နဲ့ရုံးဖွဲ့နေဆိုတာမျိုးရှိဘူးကျွန်တော်ကဖြစ်တယ်လေကျွန်တော်အဲ့လိုမျိုးဆက်တယ်နော်တမရဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရလက်ထက်2017ခုနှစ်မှာအပြည့်ရစဲရေးကန့်လန့်ခဲ့ပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးနဲ့ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့တာပါ2012ခုနှစ်ရောက်တဲ့အခါမှာတော့အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့14ဖွဲ့တို့အကြားပြည်내အစင်ပြည်ထောင်စုအစင် အပြစ်ရစရေးသဘောတူညီမှုတွေရရှိခဲ့ကြသလို2015ခုနှစ်ဩဂတ်စ်မှာ NCA ကိုအပြီးသက်နှစ်ဖက်သဘောတူရေးဆွဲနိုင်ခဲ့ကြပါတယ်။အဲဒီနောက်2015ခုနှစ်အောက်တိုဘာ15ရက်မှာတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၈ဖွဲ့ဖြစ်တဲ့ KNU, RCSS, ALB, DKBA, KNU, KNLA, PC, PNL, CNF, ABSDF တို့ NCA လက်မှတ်ရေးထိုးခဲ့ကြပြီး NLD အစိုးရလက်ထက်မှာတော့ NMSP နဲ့ LDU တို့လက်မှတ်ရေးထိုးခဲ့ကြတာပါ။ လက်ရှိ၄နှစ်ကျော်ကြာမြန်မာနိုင်ငံရဲ့အခင်အကျင်းမှာဗတ်ပေါင်းဆောင်ကအသာစီးရရှိနေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့နိုင်ငံရေးအစင်တန်းဟာအရင်ကထက်ပိုမိုမြင့်မားတဲ့လူလားချက်တွေတောင်းဆိုချက်တွေရှိလာတာကိုအပြစ်ပြောလို့မရဘူးလို့ SevenEO Alliance မှာပြောရေးဆိုခွင့်ရှိသူပိုမိုကြီးစောကျော်ညွန်က CNN သတင်းဌာနကိုပြောပါတယ်။အဲ့ဒီအချိန်တွေကကျွန်တော်တို့အားလုံးရဲ့အာသီသကျွန်တော်တို့အားလုံးရဲ့စိတ်ဆန္ဒတဲမှာကတော့ Federal Democracy ပြည်တော်စုတည်ဆောက်ပြီးတော့ကျွန်တော်တို့တိုင်းသားတွေအနေနဲ့ ဒီဒီမိုကရေစီရဲ့မျိုးသားတန်းတူရင်းနဲ့ကိုယ်ပိုင်ပြတ်တန်ခွင့်အခွင့်အရေးအမှတ်ကံချက်ရှိတဲ့ဥစ္စာပေါ့လေအဲပြည်တော်စုတည်ဆောက်မှုဆိုတာကျွန်တော်တို့ငွေတွေကအတူတူနားလည်မှုတွေရှိခဲ့တယ်အတူတူဥစ္စာပေါ့လေအာတိသတွေရှိခဲ့တယ်အတူတူရဲ့ပူပေါင်းလှုပ်ဆောင်မှုတွေရှိခဲ့ပြီးတာဖြစ်ပါတယ်သို့တော့ဒီလေးနှစ်ကြာအချိန်ကာလအတွင်းမှာဖြစ်ပေါ်လာတဲ့ကျွန်တော်တို့နိုင်ငံရဲ့အခင်းအကျင်းတော့ဒီတိုင်းသားတွေကြားထဲမှာကလည်းပဲ ဒီဘိုးစားပေါ့လေနောက်ထပ်ပေါ့ဒီအခြေအနေရအာဘိုးစားပေါ့လေအာလူလာမှုတွေအကောင်းဆုံးမှုတွေအရှိကောင်းရှိလာနိုင်တယ်ဆိုတာကိုတော့ဘိုးစားပေါ့လေလက်ခံပေးရမှာပါအာဘယ်လိုလဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့ကိုယ့်လူတွေကဒီပြည်တော်စုဖေရက်ဒီမိုကရေစီပြည်တော်စုအတွက်ကျွန်တော်တို့အတူတူနားလည်မှုရှိခဲ့တာနဲ့ဒီပုံမှန်အနေထားမဟုတ်တဲ့နိုင်ငံရေးချင်းချင်းလေးနှစ်ကျော်ကြောင်းကျွန်တော်တို့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းဒီမှာမလဲ စဉ်းစားချက်တွေကအစ်အစ်တွေပေါ်ထွက်လာတာတော့လေဒါကလည်းပဲကျွန်တော်တို့အာဟိုသာပေါ့လေအပြစ်ပြောလို့တော့မရပါဘူးဒါအကြောင်းတရားရှိလို့အာအကျိုးတရားဆိုတာဖြစ်ပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ပြည်တော်စုအကျိုးကိုရှေ့ရှုပြီးတော့အာတိုင်တိုင်ပြည်ညီညီနဲ့နဲ့နဲ့လှုပ်ဆောင်လာနိုင်မယ်ဆိုလို့ရှိရင်ဒီနိုင်ငံရဲ့ပကတိအခြေအနေနဲ့အကန့်ညီဆုံးဒါအနေထားတစ်ခုကိုကျွန်တော်တို့ပြန်လည်ပြီးတော့ဟောဆောင်လို့ရနိုင်မယ်လို့ကျွန်တော်အနေနဲ့ကတော့အဲ့လိုပဲယုံကြည်ပါတယ် လက်ရှိမှာဒေါ်လာရေးဆင်နွှဲနေကြတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုဟာဝါလူမျိုးနိုင်ငံရေးအဆင့်တန်းမျိုးကိုလိုချင်ကြကြောင်းစီးရီးနဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါတယ်။ဒါပေမဲ့ဝါလူမျိုးနိုင်ငံရေးအဆင့်တန်းမျိုးကိုသူတို့ကိုခွင့်ပြုပေးလိုက်ဖို့ဟာမြေပြင်အနေထားနဲ့တမိုင်းကြောင်းတွေအရာမဖြစ်နိုင်ကြောင်းလည်းထောက်ပြကြပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ဗဟုအစိုးရအနေနဲ့တရုတ်နဲ့ဆက်ဆံရေးအဆင်မပြေခဲ့ဘူးဆိုရင်ဝါဒီတာဟာပဲထွက်သွားနိုင်တယ်လို့တိုင်းလန်ရှမ်းပြည်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB မှဥက္ကဋ္ဌဦးဆိုင်ထေအောင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဝါကိစ္စမှာဗဟိုအစိုးရအနေနဲ့တရုတ်နဲ့ဆက်ဆံရေးအစီအမပြေရင်ဝါဒီတာဟာပဲထွက်သွားနိုင်တယ်လို့တိုင်းလန်ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ TNTP မှာဥက္ကဋ္ဌဦးဆိုင်ထီအောင်က CNN သတင်းဌာနကိုပြောပါရတယ်။လက်ရှိမြန်မာနိုင်ငံမှာ Federal စနစ်ထက်ကျော်လွန်ပြီး Confederation အဆင့်တန်းရရှိထားတဲ့ EU တွေမှာဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် Minor NDE တို့ဖြစ်ပါတယ်။ဝါဟာဗဟိုအစိုးရရဲ့ဩဇာအာဏာမသက်ရောက်တဲ့အဆင့်ကိုရောက်နေပြီဖြစ်ကြောင်းဗဟိုအစိုးရအနေနဲ့တရုတ်နဲ့ဆက်ဆံရေးကောင်းမွန်ရင်တရုတ်ဟာနိုင်ငံပိတ်အောင်လုပ်မှာမဟုတ်ကြောင်းဦးဆိုင် င်အောင်က CNI သတင်းဌာနကိုပြောပါရတယ် ဒီဝါနဆက်ဆံဝါကိစ္စကဘူဆိုရကဝါနတိယနဲ့ဆက်ဆံရင်းကအစမပြေဘူးဆိုရင်တော့ဒီမှာအိန္ဒိယနိုင်ငံရဲ့ကက်စမီးယားဒေသလိုမျိုးကျွန်တော်တို့ကက်ချက်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့ဆိုဝါမှာတုံဆွဲနေတဲ့ကိစ္စတွေအားလုံးကတိယနဲ့ဆက်ဆံတယ်အခုဒီနေသားမှာတိယနိုင်ငံနဲ့မှာလည်းဝါတွေကအများကြီးနေဆိုင်ကြတယ်လေအဲ့ခါကျတော့အဲ့ရအခုဝါဆိုရင်တော့ဘူဆိုကဩဇာနာဘာမှမတဲရောက်တဲ့အဆင့်ကိုရောက်သွားပြီအဲဘူဆိုကတော့စိုက်ပွဲတွေမှာဖြစ်ဘူးနေပေါင်း30ကျော်တိုက်ပွဲမျိုးကြီးဝါဒေတာတိုးတက်အောင်လုပ်ခဲ့တယ်တည်ငြိမ်အောင်သူတို့လုပ်တယ် တဲ့ခါကျတော့ဝါဒေတာဖွင့်ဖြိုးတိုးတက်နေတယ်တိုးတက်နေတဲ့ခါကျတော့တကယ်တမ်းဘိုးဆိုးကလည်းစစ်ပွဲကြီးတွေဖြစ်ကြမယ်ဆိုရင်တော့အပြည်ပြည်ကဒီဝါဒေတာရောက်တော့ကိုပြဲသွားနိုင်တယ်ဒီကောင်ကလည်းဟိုအတိမပြည့်ရဆိုရင်ပေါ့ဗျာအခုနေဘိုးဆိုးကနေမှဟိုတိုးနေကောင်းကောင်းမှုအဆင်ပြေနေတယ်ဆိုရင်တော့ဒီကဒီကိစ္စလေးကိုတော့ဒီနိုင်ငံကြီးပြည့်အောင်တော့ဒီလောက်မှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့မြင်လို့ပါဗျာ UWSP UWSC ကောင်းဆောင်တွေဟာမြန်မာတက်မတော်ကောင်းဆောင်တွေအပါအဝင်ရွေးကောက်ခံအစိုးရအတိုင်းကိုတည်ဆောင်တဲ့အခါမှာဝါကူပိုင်အုပ်ချုပ်ခွင့်ရာအတိုင်းကိုဝါပြည်နယ်အဖြစ်သတ်မှတ်ပေးဖို့တောင်းဆိုလျက်ရှိနေပါတယ်။ UWSP UWSC တောင်းဆိုတဲ့ဝါဒေသကိုကိုပိုင်အုပ်ချုပ်ခွင့်ရာအမျိုးသားပြည်နယ်အဖြစ်တည်ထောင်ဖို့တောင်းဆိုချက်ကိုမူဝါဒအဖြစ်သဘောတူကြောင်းနှစ်ဆက်ကသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းက2022ခုနှစ်ဇွန်လ1ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောကြားထားပါတယ်။ဒါပေမဲ့လည်းနောက်မှပါတီစုံဒီမိုကရေစီအရာရွေးကောက်ပွဲကျင်းပပြီးလွတ်တော်အခင်းချင်းဖြစ်ပေါ်လာပြီးနောက်ပိုင်းမှာဆက်လက် က်ဆွေးနွေးမှာဖြစ်ကြောင်းသိရပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေအရရှမ်းပြည်နယ်ရှိဟူပန်၊မိုင်မော်၊ပန်ဝိုင်း၊နာဖန်၊မမန်နဲ့ပန်ခမ်းပန်ဆန်မြို့နယ်6ခုကို KI နှစ်ခုဖွဲ့ကဝါကူပိုင်အုပ်ချုပ်ခွင့်အတိုင်းဖြင့်သတ်မှတ်ပေးထားပါတယ်။တိုင်းရင်းသားအလုံးလက်ခံနိုင်တဲ့ Federal Snack တခုကိုရေးဆွဲနိုင်ရင်တရုတ်အနေနဲ့စန့်ကျင်ကန့်ကွက်စရာမရှိကြောင်းလက်ရှိအစိုးရဖြစ်ဖြစ်နောက်တက်လာမယ့်အစိုးရဖြစ်ဖြစ် Federal Snack ကိုထူထောင်မယ်ဆိုတာကိုလက်တွေ့လှုပ်ဆောင်မှုလိုအပ်ကြောင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဥက္ကုံဆိုင်က CNN သတင်းဌာနကိုပြောပါရစေ။ Tiyo karo, tuwa tiri lilin chi nya pita pe. 每年那英的阿土英哥，我们是不太懂。啊，知道吧？摩纳哥阿迪卡那英，知道不？比较厉害。知道不？啊，朋友，哥，你们有在那里的朋友知道不？我们阿皮在东部那边。啊，英吉拉知道不？知道不？妈妈在那边知道不？知道不？那边尼克拉玛，啊，龙拉卡那英，那个桑尼特雅哥，知道不？阿波图那英。 你穿那个是露脐的，我 V.P.P. 背牛牛 V.P.P.

那都在哪里？苏亚，哎 <noise>，苏亚那边去去，酷冷是苏亚那边去去。那那卢卡那边在多少年去过？土汤梅那边住到过？农民表演嘛，搞个乐队、乐场的，不了吧？哎，他有乐场的生意嘞，一个皮皮皮娃娃变啦。 UWSA ကပြည်내အဆင့်ရယူလို့ရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေပါပြည်내အဆင့်တန်းမျိုးသားရရှိမှာဖြစ်ပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာအုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးအာဏာတွေကိုဗဟိုအစိုးရကထိန်းချုပ်ထားတဲ့အတွက်လက်ရှိမှာ UWSA ကအုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးအာဏာတွေကိုကျင့်သုံးနေတာကြောင့်2008ထက်ကျော်လွန်နေပါတယ်။အဲဒါကြောင့် UWSA ကဘယ်လိုအဆင့်တန်းမျိုးရှိတဲ့ပြည်내ကိုတောင်းဆိုနေတာလဲဆိုတာမှာမေးခွန်းထုတ်စရာဖြစ်နေသလို2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ကပြည်내ပေးခွင့်မရှိတဲ့အခြေအနေကိုဘယ်လိုဖြစ်ရှင်း လဲဆိုတော့မှလည်းမိကုံထုတ်เสียဖြစ်နေပါတယ်အဖက်ဖက်ကယူရင်းပြက်စီးနေတဲ့အခြေအနေတွေကြားထဲမှာအလုတ်ကင်ခွင်လန်းနေနေပါလာတာနဲ့အတူမတန်ဆွမ်းနေရဲ့အလုတ်ကင်ခွင်လန်းတွေအနေနဲ့ဘယ်လိုရှိသလဲဆိုတဲ့အပေါ်မိကုံထုတ်မှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုအတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံမှာစီးပွားရေးကြဆင်မှုနဲ့လူနေမှုဈေးမြန်မာနေတာကြောင့်လုပ်ငန်းတွေလက်ပတ်နိုင်ခြင်းအားနဲ့ကအလုတ်ကင်ရှားပါနေချိန်မှာပတန်ဆန်းတွေအနေနဲ့အလုတ်ကင်ခွင်လန်းဘလို့ရှိနေလဲမေကွန်းထုတ်မှုတွေရှိနေပါတယ်မြန်မာနိုင်ငံမှာမတန်ဆန်းတွေဟာလုပ်ငန်းခွင်တွေမှာနှိမ့်ချဆက်ဆံခံရမှုရှိသလိုအလုတ်ခန့်လိုသောကုမ္ပဏီတွေနေပါကြောင့်မတန်ဆန်းတွေအနေနဲ့လည်းအလုတ်ကင်ခွင်လန်းအတွက်အသက်မွေးဝမ်းကြောင်းပညာရဲ့တစ်ခုခုတက်မြောက်အောင်တင်စားထားတဲ့ကြောင့်မတန်ဆန်းပရဟိတကြောင့်ဆရာကိုကျော်ထူးကရှင်းနိုင်တဲ့တင်ဌာနကိုပြောပါတယ်ပညာရေးရှင် စီပညာရေးဆယ်လမ်းအောင်မှာပါညာနေပေါ့နော်အဲ့လိုလက်ခံတာရှိရပေါ့နော်အခုနောက်ပိုင်းကျတော့ကျွန်တော်တို့မတန်ဆောင်းနေရစ조사လာလဲညီနေအတွက်အဓိကပေါ့သူ조사စင်သိရှိတာပေါ့နော်조사စင်သိရှိတဲ့အတွက်ကိုသူတို့ကခေါ်ပြီးတယ်အာဟိုအဓိကကုမကုမနာပိုင်းနဲ့ဆိုင်နေဆိုလို့ရင်ကုမနာပိုင်းနဲ့ပေါ့အဲ့လိုပုံစံမျိုးပေါ့နော်ဟိုကုမနာပိုင်းမှာမျိုးမျိုးရှိတယ်လေဆော့ဝဲပိုင်းကိုတက်တာလားဒီဟို ဟပ်ပိုင်းကိုတက်တာလားဒီဆိုင်ဆိုင်ရဲ့ပိုင်းတက်တာလားဆိုတဲ့တွေးအမျိုးရှိတယ်ပြီးရင်ဟိုအဲ့လိုပုံစံမျိုးအမျိုးမျိုးအမျိုးမျိုးနဲ့ခေါ်ကြတာပေါ့နော်အဲ့မဲ့ကိုတက်ထားတဲ့ပုံပေါ်မှာမူတည်ပြီးတော့လေစူးစားစူးစားနေရတယ်ပေါ့နော်အဲ့ဒီအဲ့ဒီအတွက်လေအလောက်ကကျွန်တော်တို့မတန်ဆွမ်းနေအခုနောက်ပိုင်းဆိုရင်တော့အလောက်ကအလောက်ကခွင့်နိုင်ရကြတော့အရင်ကောင်းပါလေခင်ဗျဟုတ်ကဲ့ဟုတ် မတန်ဆန်းတဲ့အားလုပ်ငန်းတွေဝင်ရောက်နိုင်ဖို့အတွက်အလုပ်တွေခွဲဝေထည့်ပေးရမှာတချို့ကုမ္ပဏီတွေကပညာရည်ချင်းကန့်သက်ချက်ရှိတာကြောင့်အားလုံးကိုအလုပ်ကန်ချိတ်ဆက်ပေးဖို့အခက်အခဲတွေရှိကြောင်းမတန်ဆန်းတွေကိုတင် जा လေ့ကျင့်ပေးနေတဲ့မြန်မာနိုင်ငံရုံးခွဲ AAR ဂျပန်သင်တန်းကျောင်းမှာဆရာဦးလွင်မျိုးထွန်းကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်ခက်ခဲရတော့အဓိကပါလဲဆိုလို့ရှိရင်ကျွန်တော်ကဒီကုမ္ပဏီလုပ်ငန်းလေးတွေကိုချိတ်ဆက်ပေးတဲ့အခါမှာပညာရည်ချင်းလေးတွေပေါ့နော်သူတို့ကဆယ်ကအောင်လာလို့လေးလိုချင်တယ်ကျွန်တော်စီမှာကြတော့ဒီ လေတန်းမောင်းတာမျိုးလေးတွေရှိရပွဲရပြီးသားမျိုးစုံရှိရပါနော်အဲလိုမျိုးစုံရှိတဲ့မှာမှာကျွန်တော်ကကြတော့ဒီအလုတ်ကင်အချိန်ဆက်တဲ့ခါမှာကြတော့အကုန်လုံးရရှိနေတာပေါ့အဲဒါပေမဲ့လည်းအဲတချို့ကုမ္ပဏီကကြတော့ဒီအလုတ်စံတန်နဲ့သွားတဲ့ခါကြတော့အကုန်လုံးအလုတ်ကင်ချိန်ဆက်ဖို့အတွက်လည်းအခက်အခဲလေးတွေရှိရပါနော်အဲလိုအခက်အခဲလေးတွေရှိတယ်ပြီးတဲ့ခါကြတော့ဒီဂျုံသုံး software တွေသင်ပေးတာမျိုးရှိတယ်ဒီ design မှာဆိုလို့ရှိရင် Photoshop တို့ဘာတို့အဲလိုမျိုးဟာလေးတို့ကျွန်တော်အခြေခံသင်ပေးတာမျိုးရှိတယ် တချို့ကြတော့လည်းတန်ဆွမ်းမှုများတဲ့အခါကျတော့တို့တို့ကဒီအလုတ်ကန်ရဖို့ကြတော့နည်းနည်းအခက်ခဲလေးတွေရှိတာပေါ့နော်။အဲ့ဒီနောက်မိမိတို့တင် जा ပေးနေတဲ့မတန်ဆွမ်းចောင်းသားတွေကိုဘလို့အလုတ်မျိုးကိုစိတ်ဝင်စားလဲတယောက်ချင်းမေးမြန်းပြီးအလုတ်ကန်ရရှိရေးချိတ်ဆက်ပေးတာတွေရှိကြောင်းဆရာဦးလွင်မျိုးထွန်းကပြောပါရယ်။ကျွန်တော်တို့ကတို့တစ်လတစ်ခါပေါ့နော်ကောင်ဆယ်လင်းဆိုရဲ့ session လေးရှိတော့တို့တယောက်ချင်းညွှန်ပြီးတော့မေးရပေါ့ကျွန်တော်တို့ဒီဘလို့လုပ်ငန်းမျိုးတွေစိတ်ဝင်စားလဲဘလို့မျိုးအလုတ်တွေကိုလုပ်ချင်းလဲပေါ့နော်။ အဲ့လိုမျိုးလေးတော့ကျွန်တော်တို့ကမေးတယ်သူကကဟိုကောစင်တာဆိုတဲ့ကောစင်တာပေါ့အဲဘန်လုံးငါဆိုတဲ့ဘန်လုံးငါဒါတော့ဒီဆိုင်ဆိုင်ရဲ့လုံငါဆိုတဲ့ဆိုင်ဆိုင်ရဲ့လုံငါဒါမဟုတ်ဘူးဒီမီဒီယာလုံငါဆိုတဲ့မီဒီယာလုံငါအဲ့လိုမျိုးလေးတော့သူတို့ကမကြည့်တဲ့အဲ့အခါကျနေကျွန်တော်တို့အလောက်ကန်ခွင့်ရပေါ်လာရင်အဲ့လိုတက်ဆိုင်ရနေရာလေးတွေကိုသူတို့ပြောရတဲ့လူအဲ့လိုပြောရတဲ့လူတွေကိုကျွန်တော်က CV ဖောင်လေးတင်ပြီးတော့ထိဆက်ပေးရမယ်လို့လုပ်တယ်ခင်ဗျ အေအာဂျပန်သင်တန်းကျောင်းဟာစက်ချုပ်သင်တန်းတွေကွန်ပျူတာသင်တန်းတွေသင်ကြားပေးလျက်ရှိသလိုသင်တန်းသားတွေကိုလည်းအလုပ်ကိုင်တွေရရှိရေးအတွက်ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါဗျ။လက်ရှိမြန်မာနိုင်ငံမှာမတန်ဆွမ်းသူတွေရဲ့ဥယျာ85ရာခိုင်နှုန်းဟာအလုပ်လက်မဲ့ဖြစ်ကြောင်းသိရပါဗျ။မတန်ဆွမ်းမှုအုပ်စုအမျိုးအစားတွေမှာကိုယ်အင်ကမတန်ဆွမ်းမှုအမြင်အာရုံမတန်ဆွမ်းမှုအကြားအာရုံမတန်ဆွမ်းမှုအပြောအာရုံမတန်ဆွမ်းမှုဉာဏ်ရည်မတန်ဆွမ်းမှုစိတ်လူမှုပိုင်းဆိုင်ရာမတန်ဆွမ်းမှုတမျိုးထက်ပိုတဲ့မတန်ဆွမ်းမှုတို့ဖြစ်ပါ ်ပါတယ်။အဲ့ဒီလိုမတန်ဆွမ်းနေဟာအလုံးလုံးဖို့ဆန္ဒရှိကြသလိုဆွမ်းဆောင်ရည်ရှိကြပေမဲ့လည်းအလုံးရှင်အများစုကအလုံးခန့်အပ်ဖို့စိတ်ဝင်စားမှုအလွန်နှဲကြတဲ့အတွက်အလုံးအကင်အခွင့်အလမ်းတွေနှဲပါလျက်ရှိနေကြပါတယ်။မြန်မာနိုင်ငံမှာမတန်ဆွမ်းသူနှစ်သက်သမ3တန်းရှိပြီးသူတို့ရဲ့မိသားစုဝင်မှာ9တန်းဝန်းကျင်ရှိကြောင်းအစိုးရကထုတ်ပြန်ထားပါတယ်။ CNN သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တံတမတ်ကိုချက်ချင်းပြန်လာဖို့အမိန့်ထုတ်ပြန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တမ်မန်မိုနိုဟာဟော်စင်ကိုချက်ချင်းပြန်လာဖို့အမိန့်ထုတ်ပြန်ခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကမေလ29ရက်မှာအတည်ပြုခဲ့ကြောင်းဘင်္ဂလား News 24သတင်း website ကဖော်ပြခဲ့ပါတယ်။2023ခုနှစ်ဩဂတ်လကတည်းကနေပြည်တော်မှာဘင်္ဂလားဒေ့ရှ်တမ်မန်ဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဟော်စင်ဟာနှစ်နိုင်ငံကြားတန်တမန်ဆက်ဆံရေးတင်းမာမှုတွေဖြစ်ပွားပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်ကိုပြန်ဖို့ညွှန်ကြားခံခဲ့ရတာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်အရာရှိတွေနဲ့မြန်မာနိုင်ငံရခိုင်ပြည်နယ်မှာလှုပ်ရှားနေတဲ့အေအေကြားဆက်သွယ်မှုတွေရှိနေတဲ့သတင်းတွေကြောင်းမြန်မာ က်မတော်ကစန့်ကျင်ကန့်ခွက်ခဲ့တဲ့နောက်အခုလိုတန်မတ်ကိုပြန်လည်ခေါ်ယူခဲ့တာဖြစ်တယ်လို့တန်မတ်အရေးမြင့်တွေကပြောကြားခဲ့ပါတယ်။အေနဲ့ဆက်သွယ်မှုတွေရှိကြောင်းဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ခလီယာရာမန်ကလူသိရှင်ကြားဝန်ခံခဲ့တဲ့နောက်အဲ့ဒီကိစ္စဟာထင်ရှားလာခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်ရပ်ကိုတုတ်ပြန်တဲ့အနေနဲ့ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ဦးဆောင်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနာဆာကကဘင်္ဂလားဒေ့ရှ်ကိုမကျေနပ်ကြောင်းဖော်ပြဖို့တန်တမန်ပေးစာတစ်စောင်ပြီးပို့ခဲ့ပါတယ်။အခုလအစောပိုင်းကလည်းရန်ကုန်မြို့ရှိဘင်္ဂလားဒေ့ရှ်တန်ရုံမှာအကြံပေးဖြစ်တောင်းဝင်ထမ်းဆောင်နေတဲ့ဘင်္ဂလားဒေ့ရှ်ဗိုလ်မှူးချုပ် after hosing ကိုလည်းဘင်္ဂလားဒေ့ရှ်အစိုးရကအရေးပေါ်ကိစ္စနဲ့ပြန်လည်ခေါ်ယူခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိအတိုက်ခံနိုင်ငံရေးပါတီတခုကလည်းမြန်မာနိုင်ငံရခိုင်ပြည်နယ်ကိုတီးကြလွတ်လပ်တဲ့နိုင်ငံအဖြစ်ယက်တီနိုင်ရေးနဲ့ရခိုင်ပြည်နယ်ထဲမှာဘင်္ဂလီတွေအတွက်လွတ်လပ်တဲ့နယ်မြေသတ်မှတ်ပေးရေးတရုတ်ကထောက်ခံတိုက်တွန်းပေးဖို့တရုတ်ကွန်မြူနီပါတီမှကိုယ်စားလှယ်တွေနဲ့2025ခုနှစ် AB 28ရက်ကတောင်းဆိုဆွေးနွေးခဲ့ပါတယ်။အဲဒီနောက်မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားဆက်ဆံရေးတင်းမာမှုတွေရှိခဲ့သေးပါတယ်။ တရုတ်ဖြတ်သင်းမော်ဟာရေဒါပြင်ပမှာရှိတဲ့ပြစ်မှတ်တွေကိုပါတိုက်ခိုက်နိုင်စွမ်းရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်ရဲ့ Type 055ပဲထန်တုံးကြီးတပ်ကိုပြောက်ဖြတ်သင်းမော်ဟာတရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ရဲ့လေကြောင်းကြိုတင်သတိပေးချက်စနစ်နဲ့ချိတ်ဆက်ပြီးသင်းမော်ရေဒါရဲ့ပြည်ပမှာရှိတဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်နိုင်စွမ်းရှိတယ်လို့တရုတ်နိုင်ငံပိုင်မီဒီယာကအတည်ပြုခဲ့ကြောင်း South China Morning Post ကဖော်ပြခဲ့ပါတယ်။ အဲ့ဒါကြောင့်လာစာလို့အမိပေးထားတဲ့အဲ့ဒီဖြတ်သိမ်းမော်ဟာမျက်စိနဲ့မမြင်ရတဲ့ပြစ်မှတ်တွေကိုတက်ခိုက်နိုင်စွမ်းရှိတယ်။တဝေးပြစ်ဝေဟင်တဲ့ရေပြင်တက်ခိုက်ရေးသင်းမော်ဒဇင်ဖြစ်လာခဲ့ပါလေ။အဲ့ဒီဖြတ်သိမ်းမော်မှာမကြာသေးမီကအိန္ဒိယနဲ့လေကြောင်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ပါကစ္စတန်လေတပ်ကအသုံးပြုခဲ့တဲ့လေကြောင်းကြိုတင်တရီပေးတဲ့စနစ်နဲ့လည်းချိတ်ဆက်ပြီးဒေတာတွေကိုအသုံးပြုနိုင်တယ်လို့ပြောပါရတယ်။လာစာဖြတ်သိမ်းမော်ဟာဆက်စင်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမှာအလွန်ခက်မိတဲ့နည်းပညာကိုပြတ်တရရောက်ခဲ့တယ်လို့ PLA စီးရေးနည်းပြဟောင်းဖြစ်တဲ့စစ်ဘက်ဆိုင်ရာကြွညင်သူစောင့်ကြုံပင်းကပြောကြားခဲ့ပါရတယ်။စစ်မြေပြင်အချက်အလက်တွေနဲ့ပူးပေါင်း င်ပြီးအခြေအနေကိုချိတ်ဆက်နိုင်မှုဟာပူတဲ့စစ်စင်ရေးစွမ်းဆောင်ရည်နဲ့တရင်ချက်လက်ပေါင်းဆက်မှုရဲ့ပြီးပြည့်စုံတဲ့အနေအထားဖြစ်ပါတယ်လို့သူကပြောကြားခဲ့ပါတယ် CCTV မှာတန်းနေမှာလာစာဖြတ်တဲ့မော်ဟာ PLA ရဲ့မြောက်ပိုင်းစစ်ဌာနချုပ်ရဲ့ကြီးအစ်စ်တင်နဲ့ပြုလုပ်တဲ့စေရေးလေ့ကျင့်မှုမှာပါဝင်ခဲ့ပြီးလေ့ကျင့်ရေးပြမှတ်တွေကိုပဲထိန်တုံးကြီးတွေနဲ့ပြစ်ခတ်ခဲ့ပါတယ်ကျွန်တော်တို့ကလေကြောင်း 3PGS နဲ့အချိန်နဲ့တပြေးညီတိုက်ပွဲတရင်ချက်လက်တွေကိုအသုံးပြုနိုင်ခဲ့ပြီးတိုက်ခိုက်မှုအကွာအဝေးကိုတိုးချဲ့နိုင်ခဲ့ပါတယ်လို့လာစာစစ်တင်မော်ရဲ့တက်ကြွဝမ်မင်ဝေကပြောကြားခဲ့ပါတယ်ပါကစ္စတန်ကလည်းကက်ရှမီးယားဒေသမှာအိန္ဒိယ ားတိုက်လေယာဉ်တွေကိုပစ်ချဖို့တရုတ်ရဲ့နည်းပညာကိုအသုံးပြုခဲ့တယ်လို့ဆောင်းကပြောကြားခဲ့ပါတယ်။ပါကစ္စတန်ဟာမြေပြင်အခြေဆိုင် HQ9B လေကြောင်းကာကွယ်စနစ်ရဲ့အချက်အလက်တွေကိုအသုံးပြုထားတဲ့ DK3 လေကြောင်း 3B လေယာဉ်ရဲ့ပြင်းမဲ့လမ်းကြုံမှုနဲ့ JTNC တိုက်လေယာဉ်တွေကိုအသုံးပြုက PL50E တာဝေးဖြစ်ပဲထိန်တုံးကြီးတွေကိုပစ်ခတ်ခဲ့တယ်လို့တရုတ်ကပြောကြားခဲ့ပါတယ်။မွေးစေဝါတိုက်ဖြတ်မှုအခြေအနေတိုးတက်မှုတွေရှိကြောင်းထိုင်းဝင်ကြီးချုပ်ပေတုန်နန်ကပြောဆိုလိုက်တဲ့သတင်းကိုအတင်ဆက်ပေးပါမယ်။ ဝီရေးစေဝတိုက်ဖြတ်တဲ့အာထုတ်ကြိုးပမ်းမှုတွေအောင်မြင်မှုရှိကြောင်းနဲ့အစိုးရရဲ့မူဝါဒတွေကိုခြေညာဖို့ထိုင်းဝင်တီချုပ်ပေတုံနန်ဟာမေလ29ရက်ကအစည်းအဝေးတစ်ခု ခေါ်ယူခဲ့တယ်လို့တနေရှင်းကဖော်ပြခဲ့ပါတယ်ပေတုံနန်နဲ့အတူဒုတိယဝန်ကြီးချုပ်ဖွန်တန်ဝီချာရာချိုင်း တရားရေးဝန်ကြီးတာဝီဆွဆောင်နဲ့အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲကီထရက်ဖန်ဖတ်တို့လည်းအစည်းအဝေးတက်ရောက်ခဲ့ပါတယ်။ AP တရားကစပြီးပြီးခဲ့တဲ့နှစ်လအတွင်းထိုင်းမှုရေးစေဝါတိုက်ဖြည့်ရေးဘီရိုဟာ Seize.safe အမိရှိစစ်ဆင်ရေးနဲ့အာဏာပိုင်တွေဟာတန်တရားရှိတဲ့နေရာတွေကိုစီနင်ခြင်း၊မှုရေးစေဝါကွင်ရက်တွေမှာပိုင်ဆိုင်မှုတွေကိုတင်ယူခြင်း၊တန်တရားရှိသူ34ဦးကိုဖမ်းဆီးခြင်းတွေပြုလုပ်ခဲ့ပါတယ်။ တင်စီရမိတဲ့မူရည်စီဝါလီထဲမှာမတာဖီတမင်းဆေးပြား29.93တန်ဘိန်း126ကီလိုဂရမ်စိတ်ကြွယူသူစီနဲ့ကီတမင်း4443ကီလိုဂရမ်နဲ့ဘတ်1.9ဘီလီယံတန်မိုးရှိပိုင်ဆိုင်မှုတွေကိုတင်စီနိုင်ခဲ့ပါတယ်။အဲ့ဒီစစ်စင်ရေကိုဖေဖော်ဝါရီ1ရက်ကစတင်အကောင့်ထဲပို့ခဲ့တာဖြစ်ပြီးထိုင်းတော်ဝင်ရဲတပ်ဖွဲ့ RTB ဟာ မူရေးစေဝါမောင်ခိုကူးတဲ့ကွန်ရက်တွေကိုကြားဖြတ်ဟန်တာချင်းစီးနေချင်းတို့ကိုအရှိန်မြင့်လှုပ်ဆောင်ခဲ့တယ်လို့အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲကီထရက်ကပြောကြားခဲ့ပါတယ်စီးနေမှုတွေအတွင်းတပ်မိုးကြီးစိန်ခံကားတွေအိမ်တွေငွေသားတွေရွှေနဲ့လက်ဝတ်ရတနာတွေလည်းပါဝင်ကြောင်းရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်အဲ့ဒီစစ်စင်ကြီးကိုမူရေးစေဝါမောင်ခိုကူးသူတွေကိုဖမ်းဆီးရုံသာမကငွေကြီးစီးစင်းတဲ့လမ်းကြောင်းတွေကိုဖျက်တောက်ခြင်းတရားမှုရင်ပိုင်ဆိုင်မှုတွေကိုထိန်းသိမ်းခြင်း တရားဥပဒေနဲ့အညီရေးယူခြင်းအစရှိတဲ့အစိုးရရဲ့မူဝါဒနဲ့အညီလှုပ်ဆောင်တာဖြစ်တယ်လို့ပြောပါရယ်၂၀24ခုနှစ်ကကာလတူနဲ့နိုင်ရှင်ရင်မူရေးဆေးဝါးနဲ့ပတ်သက်ပြီးဖန်ဆီးခံရသူအရေးအတွက်နဲ့တင်းစီရမိမှုပမာဏဟာပုံမှန်များပြခဲ့တယ်လို့ Keytrack ကပြောကြခဲ့ပါရယ် CNI သတင်းထလာရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်အန်တိုနီနဲ့ကာနာချိုကိုခေါ်ယူဖို့ Eric Tanha ပြစ်မှတ်ထားနေတဲ့ဆွေသတင်းကိုတင်ဆက်ပေးပါမယ် ဒတ်ချ်လူမျိုးနီးပြအရစ်တန်ဟာလီဗာကူဆင်အသင်းနီးပြဖြစ်သူ့ရဲ့ပထမဆုံးပြောင်းရွှေ့မှာအသင်းဟောက်ယူနိုက်တက်အသင်းကအန်တိုနီနဲ့ဂါနာချိုတို့ကိုခေါ်ယူဖို့ပြင်မှတ်ထားနေပါတယ်။အရစ်တန်ဟာရီယဲအသင်းကိုကင်တွယ်ဖို့ထွက်ခွာခဲ့တယ်။ဇာဘီအလွန်ဆိုရဲ့နေရာမှာလီဗာကူဆင်အသင်းနီးပြတဲ့အဖြစ်နှစ်နှစ်စာချုပ်ချုပ်ဆိုကခန့်အပ်ခြင်းခံထားရတာပါ။ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကယူနိုက်တက်အသင်းကနေထုတ်ပြန်ခြင်းခံရပြီးတဲ့နောက်လီဗာကူဆင်အသင်းကအရစ်တန်ဟာအတွက်ပထမဆုံးနီးပြအလုပ်ကင်ဖြစ်ခဲ့ပါတယ်။ ်အဲရစ်တဟန်ဟာလီဗာကူဆင်အသင်းကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်ဖို့လာမယ့်နွေရာသီအပြောင်းအရွှေ့ကိုအာရုံစိုက်နေတာပါလီဗာကူဆင်အသင်းရဲ့အဓိကကစားသမားတူဖြစ်တဲ့ဖလော်ရီယန်ဗစ်ဟာလီဗာပူးအသင်းထံပြောင်းရွှေ့ပွဲရှိနေတဲ့အတွက်အဲရစ်တဟန်ဟာသူ့ရဲ့နေရာမှာအစားထိုးဖို့အန်တိုနီနဲ့ဂါနာချိုကိုပြစ်မှတ်ထားနေတာဖြစ်ပါတယ်ကကကအန်တိုနီနဲ့ကာနာချိုတို့ဟာလီဗာကူဆင်အသင်းအတွင်းပိုင်းနဲ့ဆွေးနွေးမှုတွေပြုလုပ်နေပြီးအန်တိုနီရဲ့အပြောင်းအရွှေ့ဖြစ်ဖို့အလားအလာကပိုပြီးများတယ်လို့ဖော်ပြထားပါတယ်။အန်တိုနီဟာပြီးခဲ့တဲ့ဇန်နဝါရီကယူနိုက်တက်အသင်းကနေဘတ်တက်အသင်းထံအင်္ဂါနဲ့တွားရောက်ကစားခဲ့ပြီး စပိန်ကလပ်အတွက်ကိုဂိုးအတွင်းက၅ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။အန်တိုနီယာဘတ်တစ်အသင်းမှာအထင်ကြီးဖွယ်ကောင်းတဲ့ပုံစံပြသနိုင်ခဲ့ပေမယ့် United အသင်းမှာသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမေးခွန်းထုတ်စရာတွေရှိနေတာပါ။ United အသင်းကနေထွက်ခွာဖွယ်ရှိနေတဲ့အန်တိုနီကိုခေါ်ယူဖို့ Leverkusen အသင်းအပါအဝင်အသင်းချုပ်ကစိတ်ဝင်စားနေကြပါတယ်။ Garnacho ကလည်းနေရာဒီမှာ United အသင်းကနေထွက်ခွာဖွယ်ရှိနေပြီးနီဘီယာအမိုရင်ကသူ့ကိုအသင်းသစ်ရှာဖွေဖို့ပြောထားတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ ကာနာချိုဟာယူရိုပါလိပိုလူပွဲမှာပွဲထွက်လူစည်းရင်ချန်လက်ခံခဲ့ရသလိုအက်စတွန်ဗီလာအသင်းရဲ့ပရီးမီးယားလိနောက်ဆုံးပွဲစဉ်မှာလူစည်းရင်နဲ့ပါဝင်ခဲ့ခြင်းမရှိပါဘူး။ကာနာချိုကိုခေါ်ယူဖို့နာပိုလီအသင်းအပြင်အသင်းချို့ကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ CNN သတင်းထဏာရဲ့2025ခုနှစ်မေလ30ရက်နေ့အတွက်နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးသူများအားလုံးစိတ်ချမ်းသာကိုကြမ်းပါကြပါလိမ့်ခင်ဗျာ။